မင်္ဂလာပါခင်ဗျခါချင်တဲ့ကနေပြန်လဲကြိုးစားပါတယ်ဒီကနေ့တက်ဆက်ပြီးမဲ့ဗုဒ္ဓဂလီကတော့စာရေးသူသင်္ခါရစာရဲ့လက်ရဘလူးဇလန်တွေများစွာတွေကမှာကောင်းကင်တက်ဆိုတဲ့ဗုဒ္ဓဂလီကိုတက်ဆက်သွားမှာဖြစ်ပါတယ်ကျွန်တော်တို့ရဲ့ channel ကလေးကိုလည်း like နဲ့ subscribe လုပ်ထားပြီးပါဦးဘေးနားမှာရှိတဲ့ notification လုံးလည်းနှိပ်ပေးထားပါခင်ဗျအင်းမကိုသိမ်းထားတဲ့မွန်လို့စီကမြန်မာတို့ကပြန်လဲသိမ်းပတ်ရရှိပြီးတဲ့နောက်6လလောက်ကြာအဲ့ဒီ6လလောက်ချိန်တွင်းမှာခြားသီးရသမျှအကြဆုံးကများလာတယ်ဦးစွာမင်းလာမင်းကောင်ဗုဒ္ဓုံရဲ့တက်ကအင်းဝတောင်ကြီးရစာရဲ့အမှုတော် ဘညာဥပရဆာကမွန်တို့စီကိုဝင်တော့မယ်လို့ဘကူသားရည်နဲ့မွန်လိုပြောဆိုနေကြတာကိုအလောင်းမင်းကြီးပြန်လဲခြားသိရတဲ့အတွက်အကွက်ခံရတယ်။အဲဒီနောက်မှာတောင်ကိုရဆာဆုံးမသွားသလိုစလင်ကတူရွာကတရေကျော်တူရင်ပြန်ချီကလည်းမွန်ဘက်မွန်ဝင်မင်းနဲ့တိုက်ခိုက်ရင်ကကြာဆုံးသွားပြန်တယ်။တဆက်တည်းဆိုသလိုခင်ဦးဇက်လက်ရပြန်ချီတိုက်ခိုက်ရတယ်။အင်းဝါကိုခြေထောက်ဝန်းရံထားကြတဲ့မွန်တို့ကိုတိုက်ရင်ကလည်းရင်းမာကန်ဘုံမူမင်းလာမင်းကျော်စွာကလည်းဆုံးမသွားသလိုအဘွားကိုလှုပ်ချန်စင်းကလည်းအားထားတဲ့မြင့်တဲ့ဘုံမူရဲစက်ကောင်ကကြာဆုံးခဲ့သေးတယ်။ ဒါထက်ပိုပြီးအဆုံးရှုံးကြီးတယ်လို့ထင်မဲ့ကြတာကဒါစီလူချုံငအောင်ကလေးဖြစ်တယ်။ငအောင်ကြီးကငအောင်ကလေးကမြင့်တဲ့သူရဲ့ကောင်းတူဖြစ်တဲ့အပြင်ရေတင်ပြန်ကြည့်ဘွေးရဘူတူလည်းဖြစ်တယ်။ငအောင်ကလေးကမုံပုံမှုပညာငကျင်တက်ချနေတဲ့ညောင်စင်တက်နဲ့ပညာအေးရှိနေတဲ့လေးတော်ဝဲတက်နေတဲ့ကြာကမွန်ကင်းသမားတို့ကိုအရှင်ဖမ်းပြီးမြင်းနဲ့တင်ပြီးတဲ့နောက်အဝမျိုးတွေကိုအပြင်ပြောင်းဝင်နိုင်ခဲ့သူပါ။သူကြောင့်မော်တော်ကြီးကတော်တော်ရုပ်လန့်ခဲ့ကြရတယ်။မြန်မာစစ်တီဝန်တာရဖြစ်ကြတယ်။သူကလည်းတူရဲရဲဆုံးပြီး ညထွက်လို့လူခန်းကြီးကိုအချင်းချင်းပြေးလို့လီတော့တချိန်မှာရန်သူမြင်းစီနဲ့ဦးကိုဖမ်းလာခိုက်ကြီးစည်သိငဲ့တဲ့အတွက်မျိုးရင်းရောင်ပဲဆုံးမသွားခဲ့ပါတယ်မြန်မာတို့ဘက်မှာဒီလိုနာမည်ကျော်တရေတစ်ခါတည်းဆုံးရှုံးခဲ့တယ်လို့အင်အားအနည်းငယ်နဲ့ကိုယ့်ကိုခက်ခဲတိုက်တဲ့လုံးရတဲ့ဦးကောင်ဘူဒုံတို့လည်းမကြခဏတက်ပြက်ကြပေါင်းများတဲ့ကာလပဲဒါတော့အင်ရှင်မင်းနဲ့မြေရူးစားမင်းသားနှစ်ပါးပဲစစ်ပြက်နေရစေခြင်းဖြစ်ပါတယ်အဲ့ဒီလိုကာလမှာမြန်မာတို့သာပြက်နေတာမဟုတ်မွန်တို့ဘက်ကလည်းစီရောစိတ်တက်ပါပြက်နေကြကြီးမိုးစိုးဖို့ရွာငယ်လူတော်မှအထင်မြင်သေးကြသမျှ အရှုံးလေးနဲ့အချင်းချင်းဆိုင်လာကြတဲ့အပြင်ကြားတဲ့နမိတ်ပောင်းတွေကောလာလာသတင်းစကားတွေကငွေပူရကင်းမောင်းတို့ဖြစ်နေတယ်။မော်ဇိုးဘုကပကတ်တွင်ကလေးမကျန်တန်းညရမယ်ဆိုတဲ့စကားကိုဇာတိမန်အဖြစ်ပြောင်းလဲပြစ်လိုက်ကြတဲ့ကုန်းမောင်းသားတွေရဲ့ဒေါသနဲ့တုံ့ပြန်ရကိုမခံနိုင်မင်းနဲ့အပန်းကြီးစစ်ဆုပ်လာကြည်အနောက်ကလိုက်ထက်တိုက်ခိုက်ခြောက်လက်လာတဲ့ရွှေဘူတက်တွေထဲမှာဘလူးလေးကောင်မြင်းပြူလေးစီးနဲ့တက်တောင်တွေကပါလာတယ်ဆိုတဲ့စကားကစတင်ပါတယ်။ဆိုပါစကားကိုပြောကြသူတွေက ရန်သူရှိဘူးသားတွေအရသားတွေမဟုတ်ပဲနဲ့ပြေးလာကြတဲ့မိမိတို့မွန်တသားတွေဖြစ်နေတာကြောင့်အချင်းကြီးကပူပြီးစိုးစီခဲ့တယ်။စိတ်သက်ပြပြခဲ့ကြတယ်။ဒီနောက်တော့ဘူသုံးဘူတဖို့မိတော့မယ်။အင်းတွင်ဟင်းသာစဉ်မုတ်ဆိုးလေးနဲ့ဝဲဆိုတဲ့တပေါင်းတွေကလည်းကြောစောပြန်နေလာပြန်နေ။အခုကမြန်မာတို့ဘက်ကရိုးရိုးချင်ချင်တိုက်တက်ပြီးအကုတ်ခဲကောင်းလာတဲ့တနက်ဝန်ကလည်းအထူးတင်ရှားလျက်ရှိပြီးလေကောင်းမရှိရေထန်အရာနေပါလာတဲ့ကြားကဘရင်စည်းတဲ့ဖောင်ကိုအဆောင်တော်ချပြီးတိုက်လေပြပြပြထားတဲ့မိုင်းသေးသေးလေးတော်ကြီးစီးလို့တလာပိုင်းတိုက်လေကြီးနဲ့ရာကိုပြောင်းတဲ့သွားနေချင်း အခြားမွန်တိုက်လီ6လောက်စုပ်ပြေးရခြင်းတို့ဖြစ်ပါတယ်။တခါရွှေချင်းအမဒေါ်စုံရဲစက်နဲ့ပေါင်းရခံနေတဲ့တလာပန်းတို့ဘုံမှုတွေကိုရဲလီငယ်30ကျော်နဲ့တိုက်လီ900ကျော်တိုက်ခိုက်ပြန်တဲ့လက်ရဘလူးဆိုတဲ့တမူတူရဲ့အမိကလည်းဟူးကြောသွားပြန်တယ်။အဲ့ဒီတိုက်ပွဲမှာမျက်လုံးပြည့်မြချင်းချင်းနီးနေတဲ့အလောင်းကောင်တွေနဲ့အတူလီပြေကြီးတွေမျောလာကြတာကြောင့်အောက်ဘက်ခရမ်းပေါ်မှာတက်ဆွဲနေတဲ့မွန်စစ်တီချောက်လန်ချင်းပြင်းစွာနဲ့ဖြစ်ခဲ့ကြရတယ်။အလောင်းပြားကပြီးဒီလိုသားတွေတက်မကြုံစီဘူး။ဦးရင်တကသူကလေလင်းစီပြီးတော့မှအင်းဝါမြောက်ဘက် ရင်းရဲကြောက်ဆောင်ကိုလုံးလို့မလိုက်နဲ့လို့အမိန်တော်ထုတ်ပြန်လိုက်ရတယ်။ဒါပေမဲ့ကြားလာတဲ့ကောလာလာတခုကမြန်မာမင်းကဘုံတဘာတောက်ထုံးတဲ့အတွက်ကြီးတဲ့ကြီးတဲ့အပြင်ဘလူးတဲ့ကောင်းကင်တက်တည်နေပါတိုက်ခိုက်လာလိမ့်မယ်တဲ့။ထင်မယ်ဆိုလည်းထင်လို့ဆရာ။မုံတို့အင်းဝါကိုစားနေလောက်ကြံစင်ကသားတို့နှစ်ပါးတက်ပြက်ပြီးတဲ့နောက်တနက်ဝင်မင်းလာမင်းကောင်ကျော်ကိုဖိတိုက်ကြရမှာတက်အလုံးပြက်ပြီးမဲ့တနက်ဝင်တို့ကိုမရလိုက်ပဲနဲ့ဦးကောင်းတဲ့တို့မင်းကျော်တို့ရာဇာကွန်မန်ဒိုစီးတဲ့လေသုံးစင်းကခွာနေအောင်ခွာရသားကြတယ်။သားတို့သူတို့မင်းစောကအင်းဝါမျိုးတွင်ကလူနှစ်ထောင်ကျော်နဲ့ထွက်ပြီးပညာငကြင်ပညာအေရုရဲ့ လေးတော်ဝင်းနဲ့ညောင်စေတဲ့တို့ကိုပြတ်အောင်တိုက်သွားတဲ့အပြင်အင်အားစေစားကျော်ရှိနေတဲ့နန်းတော်တက်တဲ့ရန်တက်ကြီးကိုလည်းသူကပြန်ပြီးထိုးစစ်ဆင်လိုက်သေးတယ်။ဒါကြောင့်ရွှေဘူသားတို့နက်ဘလူးနဲ့အတူဆိုတဲ့စကရဲကဖြစ်ပေါ်လာခြင်း။စကိုင်းဒီဘလူးတွေလိုက်လံ၆လံတော့ရေကိုဆင်းပြေးခဲ့ရသူတွေတနက်ဝင်နဲ့ရင်ဆိုင်ခဲ့ရတဲ့တသားတွေမြန်မာမင်းသားငယ်နဲ့မော်စိုးဂျုံဘုံမှုတို့ကိုဝန်းရံရင်ဆိုင်ခဲ့ကြသူတွေနောက်ဆုံးဘလူးတရဲ့စီးနေကြတဲ့လူရဲတွေနဲ့လက်ရဘလူးဆိုသူကြောင့်ကိုလိုယုံပြေးလာခဲ့ရသူတွေရဲ့စကားတွေကသူတို့ဖို့သူပြက်ပွဲရအတိတ် လေ36ဆင်းနဲ့အစာပြေးတဲ့မြန်မာရေတပ်ကတမိုချင်းဆိုသလိုမွန်နိုစီကရလိုက်တဲ့တိုက်လေကြီး900ကျော်အပြင်ဝန်တင်ကောင်တင်လေးတွေပါဝင်ဖွဲ့စည်းထားတဲ့နဲ့ကြီးမားတဲ့ရေတပ်မတော်ကြီးတို့ခုနေချင်းကြချင်းဖြစ်လာပြီးအလောင်းမြဗမော်တိစံတက်ခဲ့စဉ်ကမွန်ညင်းချောင်းဝါမှာခုတ်ထားခဲ့တဲ့အလျားကိုလန်ရှိတဲ့လေတီ300ကလည်းအရာပြည့်ပူပေါင်းလာကြပြီးကြားရတယ်။အရရကြားရတဲ့တဲ့ရင်မိမိတသားတွေအစိမ့်နေလို့မခံခံမှုတွေကြောင့်တုံလုံးတက်လန့်နေကြတဲ့မိုးပမှုတက်မှုတွေကအချုပ်ပြူလာသူမှာဥပယာစာနဲ့တိုင်ပင်ကြလို့ဒီချင်းရှိစေဦး မိုးစဲလီတာတို့အခါမှာအဝါကိုပြန်ပြီးလှုပ်ကြံကြမယ်လို့ဆုံးဖြတ်လိုက်တယ်။ဒါကြောင့်အဝါမျိုးကိုရန်နေတဲ့တအားလုံးကိုရုပ်ပြီးအစောတလင်ဆစ်ဆုပ်သွားကြတယ်။အလောင်းမင်းကြီးကလည်းကျွန်တော်ရဲ့ငကောင်းရဲ့ရေတတော်ကိုသားတော်နှစ်ပါးကကြီးချောင်းနဲ့လက်ဝဲလက်ရချမ်းရံစီပြီးမိုးလို့ဆုပ်တဲ့နောက်ကိုလိုက်ထက်ကြစီတယ်။ရေတက်ကရှိတော်ပြေးကလက်တော်နာမည်ကျော်နေတဲ့တရဲတော်လက်ရဘလူးနဲ့ဘလူးတလူဆိုတဲ့သူ့ရဲ့တသားတွေဖြစ်တယ်။မကြမနေကကိုရီဂျုံထားရတာကြောင့်သူတို့နောက်ကိုအပြင်းလိုက်လာသူကလက်ရဘလူးမှန်သိကြတော့မိုးလို့ကကြောက်လန့်ကြတဲ့ အနေငယ်သာပြန်လည်ပြစ်ခတ်ကြပြီးအာသုံလိုပြေးကြပါလေဒီကလေချင်းချင်းထိခတ်နေမွန်ပြီးဂျန်နေသူတွေကိုတုံပန်းပြဖန်စီရမိတယ်လို့ကူပြေးကြသူတွေကလည်းကမ်းမမှာရှိတဲ့ရွှေလေးသားတို့ပြစ်ခတ်မှုကြောင့်သိဆုံးကြရတာများတယ်လေယာဘလူးကရဲလီတွေအကြချိုးထားပြီးရေကိုဆင်းပြေးကြသူတွေကိုရေထဲကကင်ပြီးလိုက်ကြတယ်လို့ဆိုတယ်ကမ်းဘတ်တက်ပြေးသမျှလေးများထိသိဆုံးနေကြတာကြောင့်မွန်မများကသူတို့လေဒီချာဝင်ပြီးတော့မှခုန်နေကြတယ်တုံပန်းတွေပြောစကားအရဘလူးတက်ကောင်းခဲ့တဲ့ဆိုတဲ့စကားအဆန်းတို့ကိုလည်းသူတို့ကိုယ်တိုင်ကြားသိလာပါတယ် နေပါအောင်ကကောင်းကင်တဟက်လာသွေးတောင်ကကောင်းပြူကမေးတော့လက်ရဘလူကမမေးဘူးကောင်းခါပြရတယ်ဖမ်းမိသမီးကမုံလို့ကိုကောင်းကိုပူပြီးပြီးတော့မှသူတို့ကဆက်လိုက်ကြမှာဖြစ်တယ်ဘယ်နေရာတိလိုက်လံ၆လံတိုက်ခိုက်ရမယ်ဆိုတာကိုမသိသေးဘူးအမေတော်ကရောက်လာသေးဦးကောင်းရတဲ့ဒီကိုလည်းဆောင်းအောင်မယ်သူကအမေတော်ဆောင်းရင်သုံးမင်းစီကရသမီးအချက်လက်တွေကိုမှတ်သားနေတယ်မိမိတို့ထင်မဲ့ထားတာတဲ့၆လံနေကြပုံကိုသိလာရတော့သူကောင်းထဲမှာဂျန်စီတီပေါ်လာတယ်ဦးကောင်းစီတဲ့မှိုင်းတဲတဲ့တိုက်ရိုးကြီးရောက်လာတော့ဟေးရှင်ညိုသူအခုပဲဥရင်သားကသူရောက်သွားတယ် မင်းနဲ့ငါပကံတီးလိုက်ကြရမယ်တဲ့ဒီလိုအော်ပြောရင်ကအမိန်တော်စာချုပ်ကိုလက်ပစ်ပေးတယ်သူကဖမ်းယူပြီးဖတ်ကြည့်တယ်တနက်ဝန်မင်းလာမင်းကောင်ကျော်မှာတိုက်လီနေရနဲ့ပကံကတိရောက်ရှေးဝန်းတော်မူမင်းတင်တော်ထားမှာလီနေရနဲ့ညာဦးပကံအရောက်မုန်းလို့ပြေးရချီသွားချောင်းလန့်အမိသားတော်အင်ရှင်မင်းတက်ကိုတောင်ဘက်သို့ကူ၍သားတော်မြေတွင်မင်းသားတက်နဲ့ပေါင်း၍ဆိုင်းနေနေရမည်ရေချောင်းကမလိုက်မတိုက်ရဘုံမှုတမှုလီစည်းတို့မှာသားတော်တို့တက်နဲ့စည်းချက်ပေါင်းနေရမည်ငါကိုယ်တော်မှာတောင်ဘက်ကြီးချောင်းပူပါသို့အရောက်ဖြန့်ချက်တော်မူမည် ပေါ်ပါသို့ရောက်တော်မူလျင်ကြီးချောင်းကြီးချောင်းပေါင်းလာရမည်လေယာဘလူးကကျွန်တော်တို့နှစ်ယောက်ထဲပဲပေါ့ဒီအချိန်မှာမင်းနဲ့ငါပဲပေါ့ဘယ်သူခေါ်ခြင်းသေးလို့လဲဦးကောင်းတဲ့သူကောင်းကင်တက်တယ်မြတ်ပါလာမလားလို့ကောင်းကင်တက်ဟုတ်လားသူ့မုံနေကြောက်လန့်နေကြတဲ့ကောလာလာအကြောင်းအချင်းကြီးပြပြလိုက်တယ်စင်နာပါများဒီလိုပဲယုံနေကြောင်းနေလက်လိုက်ကြတာပါမင်းလည်းအရေးကိုမလုံနဲ့အောင်ကြားလာငညို့သူတချင်းလောက်ဆက်ရှင်းရရင်တော့စိတ်တက်ကပြတ်သွားတတ်တယ်ရှေးလျှောက်ကြုံရဖို့မြင်သေးတော့စင်နာလည်းစိတ်မနာစေနဲ့ ဟုတ်ကဲ့ပါမင်းကြီးတို့သူကဝန်ခံလိုက်တယ်။အေးချင်းချင်းတို့အဲ့ဒီစာပူတာကိုအရှင်မင်းတက်ကိုကမ်းလိုက်ကြည်။ပြီးမင်းတက်ကအခုလိုပဲဖောင်ထဲလေးတွေးထားပြီးအလုတ်ချန်ဆွေးနွေးရမယ်။လက်ရဘလုကမြောက်ဘက်ကန်ကိုတတ်သွားတယ်။မြင်းရှိဘောဗန်နေစီကိုယူပြီးတော့မှအတန်းချာမှပြန်လာတယ်။မြင်းလယ်မှာစုံနေတဲ့ဦးကောင်းစီရောက်နေတော့ဈီးမိလာတယ်။မောင်လောက်ကဘာမှလိုက်သေးတယ်လေ။မမဘူး။ရာဇကွန်မန်ကိုခေါ်သွားလို့တော့မိတ်နေ။ကောင်းတယ်။ဒီကောင်လေးစီးကောင်းပဲဘယ်မလဲမင်းတို့။မခေါ်ခဲ့ဘူးမင်းကြီး။အေးပစာကြောင့်ရင်းပါမင်း။ အမိန်တော်မှာဘုံမှုတံမှုလေးစီမင်းတပါးတည်းပေါင်းပြီးစောင့်နေကြရမယ်လို့ရေးထားတာပဲအမိန်တော်ကိုပြန်ဆံပြီးခေါ်တော်လို့ဖြစ်ပါမလားဒါလောက်အတိအကျကြီးမဟုတ်ပါဘူးဟာသူပါတော့အရေးကြောင်းဆိုဖောက်ထွက်နိုင်တဲ့ဘောငညိုသူရဲ့အရေးကြောင်းရှိမှမထင်ပါဘူးကျွန်တော်လည်းပါတာပဲသူမျက်နှာကပြုံးစည်းစည်းနဲ့ခိုင်မာစွာနဲ့ယုံကြည်ထားမှုဦးကောင်းကမတင်ငါပြတ်သွားတယ်ဟေကောင်ပြောစမ်းမင်းတကူကိုမြင်ခဲ့ရပြီမလားတဟဲနဲ့သူကရှိတော့သိကြပြီဖောင်မတက်ခဲ့ရဲလီဦးကမိုင်းတဲ့လေတော်ကြီးပေါ်ကူလက်ရဘလူကခုန်ကူးသွားတယ်ကြီးတယ်မှာဖက်စီရမိသူတွေတော်တော်များတယ် အများစုကကြောက်ကုန်းနဲ့ခြေချုပ်ကိုလိုပြေးကြတာဒီလောက်အပြတ်နာပြီးမှဘသူကရက်ပြီးပြန်လဲခံကြအောင်လို့မလဲ။အော်ဒါကြောင့်ကိုလိုက်လာသူတွေကလည်းသူတို့သိပြီးသားအညူအနက်နဲ့တက်လေ။အကြီးကျယ်တွေးခဲ့ကြတဲ့သူတွေပဲသူတို့မတိုက်ဝန်ပါဘူး။ကျွန်တော်နှစ်ယောက်ကိုဘသူခံနိုင်မှာတော့ဒါကတော့ဒါပေါ့။ဒါပေမဲ့သူတို့ချီလာစင်ကအတိုင်းအင်အားပြန်စုမြင်တော့ရက်ခံနေငါတို့ဖြိုခွင်းနိုင်မှာမဟုတ်ဘူးညူသူရဲ့။ရက်ခံမနေနိုင်လို့လောက်ကြတာပါ။ဦးကောင်းကအေးလို့ဆိုပြီးသူပခုံးကိုဖတ်တယ်။အဲ့ဒီအခါမှာဒေယုဘော်တင်တာလေးလက်ကိုချဖို့တတိရတော့တယ်။ ဟုတ်ပြီသားယခုထားခံမြဲအချိန်မဟုတ်လက်ရည်တခါကြံရည်တလည်းမဟုတ်လို့သူကမြစ်ပြင်ထဲဝင်တော့မယ်နေလုံးကြီးကိုလှမ်းကြည့်နေမိတယ်မဲမောင်နဲ့မိုးသားရီရဲ့ကြားမှာလာဝန်းကပေါ်လိုက်ပြောက်လိုက် လာချန်းကအလင်းမဝေးတိုင်းသူဘာသာတင်ယူထဲကအနေနဲ့ရုံးကန်တိုးဝိထွက်နေရန်တူတယ်မြစ်ထဲကတပြည့်ပြည့်မြည်တဲ့လွတ်တက်ခက်တန်တွေကလည်းလေးခဲ့ပြီတနည်းလုံးတိုက်ခိုက်လို့အပြင်းဆုတ်ခွာခဲ့ရတာကြောင့်စစ်တီတီအောင်လုံးပဲမှန်းနှွမ်းနေနေကြတယ်ဒါပေမဲ့သူတို့မအေးဝံဘူးအနောက်ကမြန်မာတပ်တွေလိုက်လံသိမ်းဆည်းနေကြတဲ့အကိုအဝေးကြီးကနေကြားနေကြရတယ် ။တနက်မြပြက်ခတ်တန်ဒီကလည်းရေပယံကထွက်ပေါ်လာတယ်။သူတို့ကိုပြစ်ချင်းတော့မဟုတ်အောင်ပွဲခံပြီးဖောင်းနေကြတူတယ်။ဒိန်နေဒူသရက်ထူလာပြီးအလင်းအောင်ကအားနဲ့သရက်နေလာပြီ။မကြမီမိုးပွဲပွဲကလေးတွေကြာတော့မယ်။မြေလယ်မှာရှိတဲ့လေယုတ်ကြီးကအချမ်းစီမနေနိုင်တုံခိုင်းနေလို့မဖြစ်။ရေစုံလိုက်ပြီးမျောစမ်းဖြစ်ပြီးမြခလေးလေးမမှန်လောကကြသည်ပဲ။ဒီလိုလော်နေပြီးမြအနောက်ကရေကြီးတုပ်ပြာလောကလာနေတဲ့လက်တင်လေးငယ်လေးတစ်စီးကလူလုံးရင်ထွေးကမိလာတယ်။မွန်လို့ကဘယ်သူများဖြစ်မလဲမျောကြည့်ကြတယ်။တံငါလေးတစ်စင်းနဲ့မို့လို့အစိုးရင်ကျင်တော့မဖြစ်မိဘူး။ လျက်စီးတစ်ချက်အပြက်မှာတော့လီဘော်ကမွန်ဆန်ကိုလမ်းမြင်ကြရတယ်။လက်ဆက်တော့ကြံရစ်တဲ့မွန်လူပါလား။စိတ်ချထားလို့တော့မဖြစ်သေးဘူး။စုံစမ်းမှတော့မယ်။ဒလာပဲအင်းဝါကိုစောင်းရစင်ကမြန်မာဝသမြမွန်ဆန်ပြက်ကြရမယ်လို့အတင်းကျက်လုပ်ခဲ့ဘူးသူက။ရောင်မပြက်ရင်နှိမ့်ဆက်ညံမှန်ခံကြရတော့ကြောက်လန့်ပြီးပြက်ခဲ့ရတဲ့မြန်မာတို့ကလည်းဖြစ်နေနိုင်ဒီမှု။ဟေးအနောက်ကဘယ်သူလဲ။မပြင်းပြက်လိုက်မယ်။တဦးတဲ့လေပြန်းနေတလူတလဲချမ်းတက်ကုံလော်လာတဲ့လီသမားကဟောရဲဆိုင်နေတဲ့ချာကနေမွန်ဆန်ကြီးနဲ့ပြေးတယ်။ကျုပ်မရရမွန်ငတိုက်ဆက် မရိယာသားရဲ့တက်ကချွင်းချိန်တဲ့လူတို့ဖြစ်နေတယ်။မင်းဘာဖြစ်လာသလဲ။ရှောက်တင်စရာပါသလားဟိ။အနောက်မှာအနောက်မှာပြီးရင်တော့သူကတဟောနဲ့မောနေပြန်တယ်။ဘာလဲဘာရှိလို့လဲ။ခေါင်းငင်တဲ့ခေါင်းငင်တဲ့ကြီး။ပြောရင်ကအမောလုံလို့လေသမားရှိကိုစိုက်ကြသွားတယ်။ဒါပေမဲ့ချက်ချင်းကမူးရှိလို့ပြန်ထလာပြီ။ခေါင်းငင်တဲ့ကြီးလိုက်လာပြီဗျ။အာလီရှာလီနဲ့မွန်လို့ပြပီသသကြီးအော်လို့ဘေးကလီတက်တီကိုခီးမဆိုင်တော့ဘဲနဲ့ဆော်တင်လော်ပြီးတော့တယ်။ဟေးဟေးနေပါဦးဟ။အဲ့ဒီကောင်ကိုဖမ်းထားစမ်းမေးရအောင်။ မရလာဘူးပြောတအားကျုံးလွန်သွားတာကွာအမောဆိုသေးတော့မှာပဲဘာလို့ဒီလောက်ကြောက်နေပါလိမ့်ခေါင်းငယ်တက်ဆိုတာတကယ်မှမရှိတာငါကြောက်တယ်ဟီနားထောင်စမ်းအမောင်နဲ့မှလေးချင်းချင်းအော်ဟိတ်ပြောဆိုနေကြတယ်ခိတာတိတ်သွားတယ်အနေငယ်သေးလာတဲ့မိုးတန်ကသာတက်တန်ရေးတန်ကိုပုံလွှဲပြီးထွက်လာတယ်မိုးတန်မလားဟုတ်တယ်ဟာမဟုတ်ဘူးကွာမိုးတဝုံရွာတဲ့အတန်လားပဲလို့မဟုတ်ဘူးဘာသာနေလဲလောကတန်ကြီးရက်သွားကြပြီတပြည့်ပြည့်ကျေလောင်ထင်ရှားလာတဲ့ထူးဆန်းတဲ့အတန်ကြီးအပေါ်သာလုံးဝအာယုံဆိုင်ကြပြီလူတန်စင်မောင်းတန်ကြီး အမြောက်တန်အဲ့ဒါအမြောက်မဟုတ်ဘူးအမြောက်တယ်မဟုတ်ဘူးတဝောတန်ကြီးကဘာကြီးလဲအနောက်ကလာနေပြီဖျားခဲ့တော့မူပါသူတို့အနောက်ဘက်စီကကောင်းကင်ကြီးကမဲတက်လာတယ်ဒိန်နီအလေးလိုက်တက်လာပုံမျိုးမဟုတ်ကောင်းကင်တစ်ခွေလုံးကိုအရေးမဲကြီးဖုံးလွှမ်းလာပုံမျိုးဖြစ်တယ်အိုးကျွတ်ကျွတ်အသံမျိုးစုံကိုလည်းကြားရတယ်ကောင်းကင်တက်တယ်ဟိဒီအချိန်မှာပဲတအိုးဦးနဲ့အဝေးကပြစ်ခတ်လိုက်ကြတဲ့အမြောက်တန်စိန်တန်တန်တန်မိပေါက်တန်တပြောင်းပြောင်းတဲ့ခြေလောင်ပြင်းတန်နေတဲ့အသံဆိုးကြီးကသူတို့အထက်ဘက်စီကိုလွန့်တက်လာနေခြင်းမလို့ထိတ်လန့်လျားနေလွန်လိုက်ကြသည်မှာသူတက်ငါတူတက်တူပူသွက်သွားကြတယ် ဂျာလန်ဘုရားတန်ကြီးနဲ့မြစ်ပြင်ကျဲကြီးပေါ်တာမကခန္ဓာဘက်အဋ္ဌိပါအုပ်လွှမ်းဖြန့်ကျက်လာတဲ့အရေးဒီကြောင့်အားငယ်နေသူတွေအဖို့အသိစိတ်ပြောက်လို့အောင်မြင်ဖြစ်ကြရတယ်။သူတို့ခေါင်းပေါ်ကအမြောက်ဆန်နေတဲ့အရေးမဲတွေအသံတွေဖြတ်ကျော်သွားကြချိန်မှာစေတ္တိကလည်းရောရောင်អော်ကြပါတော့တယ်။အရှိမရှိတဲ့ဘုံမှုတမှုတို့တိုက်လေကြီးတွေကသူတို့ကိုမဆောင်တော့လေတော်သားတွေအာကုန်တွန်သွားကြပြီ။အနောက်ကတပိုးခေရတန်းစေတ္တိစင်မောင်းတန်တွေနဲ့ကြွကြော်တန်တွေကမိုးတံကိုဖောက်ထွက်လာတယ်။မလို့စင်းတဲ့ဟီအကုန်ဖန်းပြည့်ဟီပြည့်ဟာ ကမ်းဖက်စီကလည်းတဘုံအတန်နေနဲ့အော်ဟစ်ချင်ကြတယ်ရန်နေတယ်အသက်လူပြီးပြေးကြရတဲ့အခါပါပဲဒီလိုဆိုရင်ကြောင်ကြစီရအချင်းရခင်ကမရှိခဲ့ဘူးဘူးထင်အောင်ထင်မှသာကြားခဲ့ကြရတဲ့ကောင်းကင်တက်ဘလူးတက်ကြီးတက်ကြီးတက်များအမှန်တကယ်လိုက်ပါလာခြင်းကြောင့်မုံတို့ကတော့ကမျောကမျောတော့ပါဖြစ်ကုန်ကြရတယ်လျက်စီလက်ချင်းမိုးချပစ်ချလိုက်ခြင်းဒီမှာဘလူးတက်လို့တည်ထားတဲ့အနှံ့ရောင်တက်သားတွေကမ္ဘောကနေခုံဆော့ခုံဆော့နဲ့တဲကြီးမကြီးရှင်ပြေးလိုက်လာနေကြကြောင်တွေ့ရတယ်အနောက်ဘက်မှာလေများစွာကအမြောင်းနဲ့လမ်းပစ်နေတယ်ငါးတိုက်ဆက်ကလည်းကန်းကိုကပ်ပြီး ရေစိမ်းကအမောဖြစ်နေတယ်။ချင်းကနေအတန်းကြားပြီးထင်းကနေပူပွေးပြီးသွားတယ်လင်းနဲ့အောက်မှာမြင်းဖောင်းဝဲပြူကြည့်ဒီစီသမင်းရှိတွေပြန်ကျဲနေတဲ့လူတယောက်လက်ထဲမှာရဲတော်လာရှီလျားလာတဲ့ထုံးစီလက်နဲ့ကြီးတစ်ချောင်းဟေးမပြေးကြနဲ့တော့မင်းတို့မလွတ်တော့ဘူးမပြေးနဲ့ဆိုလီပူပြီးပြေးလီပေါ့မိုးဆက်တွေအောက်မှာမြင်းပြူကပြောင်းလဲပေါ်လိုက်နဲ့သူပါလာလာကိုကန်းတဲ့နေတဲ့လူတွေကအသေးစားမြင်နေကြတယ်သူတို့မှတ်မိကြပြီတော့ဆိုရဲစဲတားလီတရာလောက်ကိုမပြေးတောင်ချိန်ဆွဲယူထားခဲ့တဲ့သူ တစင်းမီတစင်းခုံချုံလွားလို့တတ်တတ်ခဲ့သူတကယ်တော့ခက်စောစောကပင်လက်ရဘလူးသဘောပေါက်ခဲ့ပြီးဖြစ်တယ်မွန်းတို့ရဲ့စကားကိုကြားရတဲ့ကသူကခံမှန်းမိလိုက်တယ်သူတို့ကအချိန်မို့အခါမို့ပြီမဲ့တိုက်ခိုက်နေခဲ့ရသူများမို့လို့ကောင်းကင်တကူမွန်းတို့ကြောက်ကြပုံကိုတွေးကြည့်ပြီးနားလည်နိုင်ပါတယ်ဒါကြောင့်လဲဦးကောင်းနဲ့တိုင်မင်းလို့ကောင်းကင်တကူပွဲထုတ်လိုက်ခြင်းပါညမောင်ကြီးမိုးချုပ်ကိုသုံးချနိုင်မှုမွန်းတို့ကအမိလိုက်ကြတယ်ဒီနောက်မိုးစိုးဘုတ်တိုက်ပွဲတွင်အစွမ်းပြခဲ့မှုတဲ့ငတိုက်ဆက်ကိုထပ်မှန်ပြီးမွန်းစစ်တီလိုဟန်ဆောင်စီခဲ့ပြန်တယ် ငါတိုက်စကမွန်တို့ကိုအယုံသိမိချိန်လောက်မှာကမ်းဘောကလိုက်သူတွေကဝက်ရှိဒီတင်ကြီးတို့ရှိဒီနဲ့မြေကမ်းတစ်လျှောက်မှာရှိတဲ့အပင်ဒီချုံတွေကိုရိုက်ဖို့ခြောက်လိုင်းကပြေးလည်လာကြသလိုအလောင်းမင်းကြီးစနေတကျပွဲစည်းခဲ့တဲ့ရွှေလေးတော်သားများကလည်းလင်းလေးလောက်လေးတွေနဲ့အပင်ကြီးတွေဘုကတပြိုင်တည်းပြက်ခိုင်ပါလာကြတယ်အဲ့ဒီအခါမှာမြေကမ်းတစ်ဖက်မှာရှိတဲ့အပင်တွေကအိတ်တန်းတက်နေကြတဲ့ငှက်များစွာတို့ကကမ်းဘောကအလံပြီးပြက်ခတ်ခြောက်တော့မှုကြောင့်ဘေးလိုရမြေလေကျော်စီကိုအလံတကျပြန်တန်းကြတယ်ဒီတော်ကြီးကန်အုပ်ဇေယအုပ်ဂျိုးအုပ်စားတဲ့အငှက်ပေါင်းစုံတို့ကို ရေချောင်းကလည်းအမြောက်သနဲ့ပြက်ပေါက်ပြီးထဲချောက်လိုက်ကြတော့မုံတို့ပြောဆိုနေခဲ့ကြတဲ့ကောင်းကင်တကြီးအမှန်တကယ်ပေါ်ထွန်းလာတော့လေညတဲ့ပွဲဒီမှာငှက်တီတော်တော်ရေရောပြန်တက်ကြကြအောင်ကြီးပြိုရင်ဘလောက်ထိအိုးအိုးကျကျများများဆူညံလာကြအောင်သိရှိထားကြတဲ့အလောင်းမင်းကြီးလက်ရုံးတော်ဘုံမှုနှုတ်ဦးတို့ကလည်းအစီစဉ်ချနာအောင်ဆွဲပြီးတော့မှတစ်ချက်တည်းပြည့်အရောက်မွန်တက်များဆုံစင်နိုင်ကြပါစေတော့ဆိုတဲ့စေတနာနဲ့အချင်းစားကောင်းကောင်းလှုပ်လှုပ်လိုက်တယ်အဲ့ဒီညကကောင်းကင်တဲ့အစွမ်းကြောင့်မို့လို့မှဥပယာစာကဘီဂိုဒီရဲ့ဆော့ပြီးရောက်သွားတယ်ဆိုတယ်ဂန်းကိုတက်ပြေးကြတဲ့မော်ဒယ်သားတွေရဲ့ဖက်နက်တွေကလည်း မြေပေါ်ပြပခက်ကြာရိတ်ခဲ့ကြတယ်။ရေထဲကုန်ကြကြသူတွေကိုတုံ့ပြန်ရလိုက်ပြီးအမြောက်တနက်ကြီးစီရန်စားတာတွေကသားတို့နှစ်ပါးရတာထက်မနေဘူး။မင်းလာမင်းကောင်ကျော်နဲ့မင်းနေနယ်သားတို့နှစ်ဦးသားပကံတိလိုက်ကြပြီးနောက်ခေါ်တော်မူလို့ပြန်ခဲ့ကြတယ်ကဦးကောင်ကိုတနက်သား9000စစ်သည်1000နဲ့နန္ဒင်းခိုင်တပ်မှအဆောင်မြင်းဆောင်နေစီပြီးလက်ရဘလူးကတော့ရတနာသိန်းကရွှေဘူးကိုပြန်ပါသွားတယ်။နေပြီးတော့ရောက်တော့ရှေးဝင်းတော်မူမင်းနေနယ်သားမှာဟင်းသာရွာအပါအဝင်လက်ပေကြီးကတထောင်အသုံးကန်ကြွေးခံစည်းလို့စုတော်ချင်းမြောက်စားခြင်းခံရပါတော့တယ် ဝတ္ထုကလေးကတော့အင်းမြတာပါပဲဒီကနေ့တင်ဆက်တဲ့ဝတ္ထုကလေးကတော့ဇာတိသူသင်္ခါရစာရေးသားထားတဲ့လက်ရဘလူးဇလံနဲ့များစွာတွေကမှကောင်းကင်တက်ဆိုတဲ့ဝတ္ထုကလေးကိုတင်ဆက်ပေးခဲ့တာပါကျွန်တော်တို့ရဲ့ channel ကလေးကိုလည်း like and subscribe လုပ်ထားပြပါဦးဘေးနားမှာရှိတဲ့ notification လုံးလည်းနှိပ်ပေးထားပါအောင်ခင်ဗျနားဆင်ပြီးသူပရိသတ်များအားလုံးကိုလည်းကျေးဇူးများတင်ပါတယ်